အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှကြိုဆိုပါရစေ။ညီမအခု Digital Fusion ရဲ့ Fusion BOS Mobile Software ထဲမှာမှဝင်ငွေထွက်ငွေနဲ့ပတ်သက်တဲ့စရင်းကဏ္ဍလေးကိုအသေးစိတ်ဘလို့မျိုးအသုံးပြုလို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုဖျပြပေးချင်ပါတယ်ရှင်။ဒီတော့ညီမတို့ကဒီထဲမှာရှိရဝင်ငွေထွက်ငွေစရင်းဆိုတဲ့ကဏ္ဍလေးကိုတွားရောက်ပါမယ်။ ရမ်းမှာဆိုရင်တော့ညီမတို့ကအပေါင်းလေးကိုနှိပ်ပြီးတော့ကိုကဘလို့အချောင်းရလေးတွေကိုထည့်လို့ရလဲဆိုတာမျိုးလေးကိုကြည့်လို့ရပါတယ်။ရမ်းမှာဆိုရင်တော့အပေါင်းလေးနှိပ်ပြီးတော့ဝင်ငွေဆိုတဲ့ကဏ္ဍလေးကိုထည့်လို့ရပါတယ်။ဒီဝင်ငွေမှာတော့ညီမတို့ကုန်ပစ္စည်းပေါ်မှာညီမတို့စိုင်မှာရှိနေတဲ့ရောင်းလိုက်တဲ့ကုန်ပစ္စည်းပေါ်မှာရတဲ့ပတ်စံတန်ဖိုးပမာဏကိုပြောချင်တာမဟုတ်ပါဘူးရှင်။ဒီဝင်ငွေဆိုတဲ့ကဏ္ဍလေးကဘယ်လိုမျိုးပြောချင်တာလဲဆိုတော့ညီမတို့ကကိုယ်ဆိုင်မှာတခြားဆိုင်ရာပစ္စည်းတွေတခုကို ူကလာပြီးတော့ဗောနော်ရောင်းခိုင်းလို့ညီမတင်ရောင်းပေးလိုက်တယ်ဒီပစ္စည်းပေါ်မှာညီမအမျက်ငွေလေးနည်းနည်းရတာမျိုးဒါမှမဟုတ်လို့ရှင်ဒီပစ္စည်းလေးပေါ်မှာညီမပါဆက်ရတာဗောဒီလိုကိစ္စမျိုးလေးတွေမှာဆိုရင်တော့ညီမကဝင်ငွေတွေမှာထည့်ပြီးတော့အသုံးပြုပေးရမှာပါရှင်ကိုပိုင်းဆိုင်တွေမှာတော့အသုံးပြုခြင်းမရှိပါဘူး ောက်တစ်ခုကတော့ဒီထွက်ငွေဆိုတဲ့အကြောင်းအရာလေးပါထွက်ငွေဆိုတဲ့ဟဲမှာညီမတို့ကဘလို့အကြောင်းအရာမျိုးလေးတွေထည့်ပေးလို့ရမလဲဆိုရင်ကိုယ်ဆိုင်ခံလေးကိုပြင်နေပါတော့ဆိုင်ပြင်ခါရှိမယ်ပြီးတော့ဝန်ထမ်းကိုပေးလိုက်တယ်ဝန်ထမ်းလာစားပေးတယ်ဝန်ထမ်းခါရှိမယ်နောက်တစ်ခုကတော့ဖုန်းဘေးတို့မီတာခါရေကွန်းစားတဲ့အကြောင်းအရာမျိုးတွေပေါ့နော်ကိုယ်ဆိုင်အတွက်သုံးလိုက်တဲ့အသုံးစရိတ်အထွေထွေသုံးစရိတ်တွေစားတဲ့အကြောင်းအရာတွေကိုထွက်ငွေရဲ့မှာထည့်ပေးလို့ရပါတယ်ရှင်ဒီထွက်ငွေလေးကိုအသုံးပြုမယ်ဆိုပါခါထွက်ငွေဆိုတာလေးကိုညီမနှိမ်မယ် ပြီးရင်တော့အကြောင်းအရာဆိုတဲ့နေရာမှာကိုဘာကြောင့်သုံးလိုက်ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုရေးပြီးတော့ထည့်ပေးနိုင်ပါတယ်ရှင်ဒီတော့ညီမကစိုင်ပြင်ကားကိုထည့်ပါမယ်ညီမကစိုင်နေကိုစိုင်လေးကိုတစ်ခုခုပြင်လိုက်တယ်ပေါ့နော်ဒါကြောင့်မလို့စိုင်ပြင်ကားပေါ့နော်စိုင်ပြင်စင်ကားပေါ့ညီမကစိုင်ပြင်စင်ကားဆိုပြီးတော့ထည့်လိုက်မယ်ပြီးတော့ကြာတဲ့ငွေကိုဥပမာညီမက9000လို့ထည့်လိုက်မယ်ပါချမှာကိုပေးချင်တာရှိရင်တော့ထည့်ရည်လို့ရပါတယ်မဟုတ်ဘူးဆိုရင်တော့တိမ့်မီဆိုတာလေးကိုညီမတို့ကရည်လို့ရပါတယ်ရှင် ။ဒါဆိုရင်ဒီမှာညီမမြင်နေရမှာကစိုင်းပြင်စင်ကပြီးတော့သူ့ရဲ့ရက်ဆွဲပေါ့နော်ဒီနေ့စုဒီနေ့ဒီလိုမျိုးရက်ဆွဲလေးနဲ့ကိုယ့်ရဲ့သုံးလိုက်တဲ့ပတ်စံပေါ်မှာအနာကိုမြင်ရမှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်မျိုးညီမကပေးခြင်းလို့ရှိရင်နောက်ထပ်ကိုဟာတခြားတစ်ခုခုနဲ့ပတ်စံထွက်သွားတာရှိသေးတယ်။ညီမတို့ကအပေါင်းလေးနှိပ်ပြီးတော့ထုံငွေဆိုတဲ့ကဏ္ဍလေးမှာထည့်ပေးလို့ရပါတယ်။ဒီနေရာမှာတော့ညီမကအကြောင်းအရာဆိုတဲ့နေရာမှာဒီတစ်ခါဆိုင်အတွက်ဖုန်းပေးပေါ့နော်။ဒါအဆိုရင်ဖုန်းပေး ကြသင့်ငွေရဥပမာတထောင်ဆိုရင်တထောင်ဆိုပြီးတော့ညီမကသိမ့်ပြီဆိုတာလေးကိုနှိပ်လို့ရပါတယ်ဒီလိုပုံစံမျိုးလေးတွေနဲ့ကိုယ်ဆိုင်ရဲ့ထွက်ငွေစရင်လေးတွေကိုလာရောက်ပြီးမှတ်သားထားလို့ရပါတယ်ရှင်အားလုံးပဲတရားရည်ချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်